ားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တဲ့အားလုံးမင်္ဂလာပါဒါ Paris Saint-Germain အသင်းကတော့ဥရောပ Champions League Final မှာ Inter Milan အသင်းကို9ကိုပြတ်နဲ့နိုင်သွားတယ်ဒါက Champions League သမိုင်းမှာ Real Madrid ကဒါ8ကို3ကိုနဲ့9ပြတ်နိုင်ခဲ့တဲ့ပြိုင်ပွဲအပြီး59-60မှာဒါသမိုင်းတစ်လျှောက်မှာ9ကိုပြတ်ထိဒါ9ပြတ်နိုင်တာကဘူးတွဲသမိုင်းတစ်လျှောက်အများဆုံးနိုင်တဲ့နိုင်ပွဲပဲ လူ ਈ ရှင်နီကေရဲ့အသင်းကပနစ်ကတည်းကချန်ပီယံလိမှာတကယ်ကို progress ဖြစ်နေတဲ့အချိန်မှာသူတို့ semi final မှာ Borussia Dortmund ကိုရှုံးသွားတယ်။အဲ့ကနေမှစပြီးတော့အဆုံးသတ်မှာ Kylian Mbappe အသင်းကထွက်သွားတယ်။ Mbappe အတွက်တော့ဒါဘယ်လိုပြောမလဲတကယ်ကို miss feeling ပေါ့လေ။ဒါသူ့ရဲ့အသင်းဟောင်း Paris Saint-Germain နဲ့အပူရင်ဆိုင်နဲ့ ်သူက55တန်းရိုကြီးစာချုပ်ဒီလက်မှတ်ထိုးကြီးဘာညာဘောနပ်စီမရလို့လာစာမပေးလို့ဆိုတော့တရားစွဲတယ်ပြည်သူတရားရုံးမှာ MPP ရှုံးသွားတယ်နောက်ဆက်တွဲနေနဲ့ Paris Saint-Germain ကသူ့ကိုတရားပြန်စွဲထားတယ်အဲ့ဒီအချိန်မှာသူ့ရဲ့အသင်းဟောင်းကဒါပြီးချန်ပီယံလိမှာချန်ပီယံဖြစ်ပြီးတော့ Kylian Mbappe ကဒီရတီမှာမနစ်ကရီမတွေအောင်မြင်မှုတွေကြောင်းရတဲ့ဖလားတွေကလွဲရင်သူကိုယ်တိုင်ဥဆောင်ပြီး drive လုပ်ရတဲ့ဖလားမှာမရခဲ့ဘူးဆိုတော့ Spain ဒီဥရောပစူပါကက်ရဲ့ကမ္ဘာကလပ်ပြိုင်ပွဲဒါတိုက်ကြီးလိုက်ချန်ပီယံဒီပြိုင်ပွဲတွေကဒါသူ့ဆွမ်းမဟုတ်ဘူးဒါမနစ်ကရီမက်ဒရစ်ရဲ့ဖာရိုတဲ့အောင်မြင်မှုချန်ပီယံလိရစ်အောင်ပွဲကြောင့်ဆိုတော့ကီလန်ဘပ်ပေတွေနဲ့ဒီအစီမှာသူ့အတွက် top score ဆိုတာပီချီချီ European top score ဆိုတာ okay super cup ကလဘောကရပါမယ်သူ့ရဲ့သူအလိုချင်းဆုံးချန်ပီယံလိကိုလိုချင်လို့ကိုတကူးတကရောက်လာတဲ့ရီမက်ဒရစ်အသင်းကအောင်မြင်မှုမရဘဲ သူရဲ့အသင်းဟောင်း Paris Saint-Germain ကအောင်မြင်မှုရသွားတယ်။ PSG ကလည်းဒီပလာကြီးရဖို့အတွက်2011ခုနှစ်ကနေသူတို့အသင်းကိုတီထောင်ခဲ့ဒီဝယ်ယူခဲ့တဲ့အချိန်ကနေစပြီးတော့ခု15နှစ်14နှစ်ကျော်ကြာမှာဒါနောက်ဆုံးသူတို့အိမ်မက်တီပြေးသွားတယ်။တကယ့် Superstar Neymar ရဲ့ Mbappe ရဲ့ Messi ရဲ့၃ယောက်တိုက်စစ်အတွဲကဘာ excited အတွဲကနေလူငယ်တွေကိုပြောင်းလဲလိုက်တဲ့အချိန်ဘာစီလိုနာဘရစ်ရှာဒေါ်မန်ကနေပြောင်းလာပြီးဒိုင်ယန်တွေတောင်းလျှောက်ရတဲ့ တဘီလီ now လုံးဝမထင်မှတ်တဲ့ varuskelia တို့ duwe တို့ bacola တို့ရဲ့လူငယ်တိုက်စစ်အတွဲကမ္ဘာအကောင်းဆုံး food pack ရှိတဲ့အတွဲအကောင်းဆုံးဘုံမရှိလို့ပြောရတယ်အဲ့ဒင်းကအခုလက်ရှိမှာ European champion champion ဆိုယူရိုလို့ပြောရမယ်ပြည်သက်ပါအများနဲ့ massive ပြည်သက်တွေကငါတို့တသိန်းနဲ့သာ champion league ရဘူးတာပါမင်းတို့ဘာမှမဟုတ်ပါဘူးဆိုပြီး PSG ကအများနဲ့နှိမ်ခံနေရတယ်အဲ့နှိမ်ခံနေရတယ်16နှစ်သား duwe ဒီယာဒီမဒီချတ်တိတ်လေးကဒါ PSC အသင်းကခေါ်လိုက်တယ်။ဒါပေမဲ့အခုလက်ရှိမှာ Paris Saint-Germain အသင်းရဲ့ဒါ final မှာအကောင်းဆုံးဆွမ်းဆောင်သွားတယ်။ဆိုတော့ဒါ PSC အသင်းရဲ့အမခံ European Champion ဖြစ်သွားတယ်။ PSC ကတမိုင်းတစ်လျှောက်မှာ UEFA Cup Winner Cup ကို1995 96မှာရဘူးတယ်။သူတို့ကဥရောပဖလားရဘူးတယ်ဗျာ95 96မှာ။ဒါပေမဲ့ဒါအခု Champion League ဖလားကိုရသွားတဲ့အချိန်မှာ အခုဒါလူငယ်ကစားမလေးဒူရီဆိုရင်ဒါပြီးခဲ့တဲ့ကျွန်တော်တို့အိုလံပစ်မှာတော့မာတီယာရီအွန်လိုင်းနဲ့အတူပါဝင်ကစားခဲ့တယ်။မနေ့ကရန်နစ်အသင်းကနေဒါပြောင်းလာခဲ့တဲ့ဒီချာတိတ်လေးဒါအခုပါရီဆန်ဂျာမိန်ကိုယူရိုတန်း90ထိပေးတယ်။ final မှာနှစ်ကိုးအတွင်းတကိုးပါတီတယ်။ခီလီယန်အမ်ပတ်ပေးကိုဥဆောင်တည်ထားပြီးတော့သူ့ရဲ့ contract မမရရ2022ခုနှစ်မှာအမ်ပတ်ပေးက contract စာချုပ်တက်တန်းကုန်ဖို့၃လလောက်လို match လလောက်မှာ ရစ်စင်ဂျာမင်ကနောက်ထပ်3နှစ်စာချုပ်အဲတုန်းကတူတဲတန်း659 900ဒီနဲ့သူ့ကိုချုပ်ခဲ့တာအဲတုန်းကတနစ်ကိုတန်း100နဲ့3နှစ်စာချုပ်လက်မှတ်ထိုးကြီးတန်း200နဲ့ဒါလက်မှတ်ထိုးကြီးတန်း200ပေးတယ်အပူဘောနပ်စ်ပါညာအလုံးပေးပြီးတော့အမ်ပါပေးကိုအလောက်ထိကိုဒါတည်ပြီးတော့ငါတို့ချန်ပီယံလိရကိုရရမယ်ဆိုတော့ရီမန်းချက်ချင်းနဲ့တွားတယ်ဒါပေမဲ့အမ်ပါပေးက contract 3နှစ်မကုန်ခင်နှစ်နှစ်အပြည့်ဒါတတိယမြောက် နှစ်မှာသူ Paris Saint-Germain ကအလွတ်နဲ့ Real Madrid ကိုထွက်သွားတယ်တကယ်တော့ PSG ကအမ်ဘပေကို166တန်မိုနာကိုကနေပေးခဲ့ရတယ်အဲတုန်းကမိုနာကိုမှာအရင်ခြေစွမ်းပြတဲ့16နှစ်သားလူငယ်လေးကိုဒါပေမဲ့အမ်ဘပေက Champions League လိုချင်လို့မထွေးရောက်သွားပြီးတော့မှဒါဘယ်လိုပြောမလဲဆိုတော့ဒါလက်ရှိမှာဒမ်ဘေးလီတို့ဦးဆောင်တဲ့လူ ਈ စနီကေရဲ့ Paris Saint-Germain ကချန်ပီယံဖြစ်ပြီးတော့ Kylian Mbappe တို့တော့တကယ်ကိုကအဆိုးဆုံးနှစ်လို့ပဲပြောမလားဒီခါလေးကျတော့လေ ကိုဘလောက်ပဲကြိုးစားကြိုးချဒီအသက်မှာအောင်မြင်မှုရဖို့ကတေလွယ်တေလွယ်တေလွယ်ဥမာဆာဂျီကိုဂွဲတော့ကိုကြည်မန်စီးနဲ့ကြာကြီးစားတယ်သူဖိုင်နယ်ကစားတယ်ရှုံးသွားတယ်နောက်သူထွက်သွားတယ်မန်စီးချန်ပီယံဖြစ်သွားတယ်ချန်ပီယံဖြစ်သွားတယ်အမှသူဘာဆိုနာကလည်းငလုံးရောကလည်းနားသွားတယ်နောက်နေ့ဘာဆိုနာချန်ပီယံဖြစ်တယ်နောက်အန်ထရန်ဂရစ်မန်ဆိုလည်းလာလီဂါရဖို့ဘာဆိုနာကိုပြောင်းတယ်အဲ့ဒီမှမရဘူးနောက်ဘာဆိုနာထွက်သွားတယ်ဘာဆိုနာပြန်ရတယ်တလို့ပေါ့လေတေလွယ်တေလွယ်လေးကြီးပဲဆိုအမ်ဘာပေတော့တကယ်ကိုစိတ်မကောင်းစရာဖြစ်ပြီးတော့ Paris Saint-Germain ကတော့ထိုက်တိုက်တန်တန် ချန်ပီယံလိရဲ့ယူရိုပီယံချန်ပီယံဖြစ်လာပါတယ်အားလုံးကျေးဇူးတင်ပါတယ်